ကိုလူတို့တရားရခိုင်လို့ပတ်ဆိုင်ရမယ့် APP လေးအသစ်ဂူတော့ကနေထုတ်ထုတ်ထားတဲ့ jam ကိုဝီထုတ်ဖို့ဆိုရေးပေးပတ်အကောင့်စီစရာမလိုဘဲနဲ့ KP ဝီပေးအကောင့်တစ်ခုခုစီယုံနဲ့ပတ်ဆက်ထုတ်လို့ရမယ့် APP လေးဖြစ်ပါတယ်ဂူတော့ကနေထုတ်ထုတ်ထားတဲ့ APP လေးဖြစ်တာကြောင့်မလို့လောဝတရားရခိုင်လို့ပတ်ဆိုင်ရမှာပေးချပါတယ်ပေးပတ်အကောင့်စီတဲ့သူတွေဆိုရင်1ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ပေးပတ်အကောင့်မစီတဲ့သူတွေဆိုရင်3ဒေါ်လာကနေစတဲ့ပြီးတော့ကျွန်တော်စီမှာ KP ဝီပေးတို့နဲ့ပတ်ဆက်လာထုတ်လို့ရမယ့် jam ကိုဆိုတဲ့ APP လေးအကြောင်းကိုပြောပြ ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe ပါလိမ့်နှိပ်ထားပြီးတော့ notify ခါလောင်းလေးကိုနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဂျမ်ကိုဆိုတဲ့ app လေးအကြောင်းနဲ့ငွေထုံးနည်းလေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အစုပ်တီး like ပါကြည့်စုတော်လည်းရအောင်ပါနော် OK ကိုတောင်းကထုံထုတ်ထားတဲ့ဂျန်ခိုးဆိုတဲ့ APP လေးကြောင့်ကိုပြောပြပေးပါမယ်။ပတ်စံထုံရမှာဆိုရင်လည်းပဲအခုချိန်ဒီလောဝတရားရခနုပေးနေစက်ဖြစ်တဲ့ဒီကိုတောင်း APP လေးထဲကနီးထုံထုတ်ထားတဲ့ဂျန်ခိုးပတ်စံထုံဖို့ပေးပန်ကောက်လောဝစီစရာမလိုပါဘူး။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးမယ်ဆိုရင်ဒီထဲကနီးပတ်စံထုံနီးကိုကိုလူတို့အသေးစိတ်သိစီနားလည်မှာဖြစ်ပါတယ်။ဒီ APP လေးကိုရယူမယ်ဆိုရင်ကိုလူတို့ကဖုန်ထဲမှာစီတဲ့ဘူပြေလေးတစ်ခုကိုပေါ်တော့ US တက်ကံမှာထားပြီးတော့ connect လုပ်ပေးထားလိုက်ပါ ကျွန်တော်ပေးထားတဲ့လေးကနေဝင်လိုက်ပြီးဆိုရဲဒီ play store ထဲမှာပေါ်လို့ဂူတောင်ကနေထုတ်လုပ်ထားတဲ့ဒီ jam code ဆိုတဲ့ app လေးကိုကျွန်တော်တို့က install လုပ်ပေးရမှာဖြစ်ပါတယ်အခုမှအသက်ထွေးစီလာတာမို့လို့ကိုလူတို့အနေနဲ့လေဦးမှုရောက်ယူပြီးတော့ပတ်စံလေးတွေကိုမြန်မြန်ဆောက်ဖွေလို့ရမှာဖြစ်ပါတယ်ဘယ် app ကိုမဆိုးပေါ်တော့ social media ကိုအသုံးပြုနိုင်တဲ့သူတွေဆိုရင်ပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ် jam code ဆိုတဲ့ app လေးကိုကိုလူတို့အနေနဲ့ install လုပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီကောင်လေးထပ်ကိုတချို့ဝေးလိုက်ပေါ်တော့မဝေခင်မှာကိုလူတို့ကဒီ Google account တစ်ခုနဲ့ account ပြုလုပ်ပေးရမှာ မှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဒီအောက်ကကျွန်တော်တို့ဒီမှာပေါ့နော်ဒီကောင်းလေးကိုတချင်နှိပ်ပြလိုက်ပါနှိပ်ပြလိုက်ပြီးဆိုရင် evite ကိုနေရာမှာကိုလူတို့ကကျွန်တော်ပေးထားတဲ့ကောင်းလေးကိုဒီနေရာလေးမှာထည့်ပေးမယ်ဆိုရင်ကိုလူတို့ကဝဝချင်းမှာပဲ꽌ရီတွေရစီလာမှာဖြစ်ပါတယ် okay ကျွန်တော်ပေးထားတဲ့ကောင်းလေးကိုကိုလူတို့ထည့်ပေးလိုက်ပြီးဆိုရင်ပထမဆုံးအနေနဲ့ဒီဂိတ်ဆွေနေရာလေးကိုတချင်နှိပ်ပြလိုက်ပါဒီမှာဆိုရင်သူပေးထားတဲ့ဂိတ်လေးတွေအများကြီးစီးတယ်ပေါ့လို့ကိုလူတို့ကဒီထက်ကနေဂိတ်လေးတွေမကစားဘဲနဲ့လဲကျွန်တော်တို့က꽌လေးတွေကို freely ရယူလို့ရမှာဖြစ်ပါတယ်ဒီ ီလိုကင်လေးတွေရယူဖို့ဆိုရင်ကိုလူလူကဒီမှာသူပေးထားတဲ့ဒီကင်လေးတွေကိုပေါ့နော်အော်တိုခရီတာနဲ့ဒီလိုနှိပ်ပေးရုံနဲ့ကိုလူလူကဒီနဘေးနာမစီတဲ့ဒီအဝိုင်းလေးကပေါ့နော်ပြည်လာမှာပဲဖြစ်ပါတယ်ပြည်လာပြီဆိုရင်ဒီထက်ကနေကင်လေးတွေကိုအလွယ်တကူဝယ်ယူလို့ရမှာဖြစ်ပါတယ်ဘာမှလုံးစရာမလိုဘူးပေါ့နော်ကိုလူလူတကယ်လို့အဲကိုတိုင်ကိုကြမနှိပ်ချဘူးဆိုရင်လည်းပဲအော်တိုခရီတာကိုအတုံးပြုပြီးတော့ဒီထက်မှာအတုံးပြုပေးလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်အဝိုင်းလေပြီးသွားတဲ့အထီးကိုပေါ့နော်ကျွန်တော်ဒီမှာခဏလေးစောက်ပေးလိုက်ပါမယ်ဒီထက်ကနေကင်လေးတွေဘလို့ရယူလို့ ုရလဲဆိုတာလေးကိုတစ်ချက်ပြောပြပေးမှာဖြစ်ပါလေပေါ့နော်โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီအဝိုင်းလေးကကျွန်တော်တို့ပြီလာတဲ့အခါမှာဆွဲဒီမှာ quantity လေးတွေရစီလာမှာဖြစ်ပါလေရစီလာတဲ့ quantity လေးတွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคဒီမှာဆွဲကျွန်တော်တို့ရစီလာတဲ့ quantity လေးတွေကိုဒီမှာသူကပြပေးထားမှာဖြစ်ပါလေကျွန်တော်ကဆိုရယ်ပေါ့နော်ဒီမှာ၃ချိန်ကိုယူထားပြီးမို့လို့ဒီ၃ချိန်လုံးပေါ့နော်ကျွန်တော်မှာ quantity 300ကျော်200ကျော်ရစီထားတာပဲဖြစ်ပါလေစုစုပေါင်း quantity ပမာဏကဆိုရယ်ဒီမှာ900ကျော်ပဲဖြစ်ပါလေအခုမှအသေးသေးစီလာတယ်မို့လို့အရက်ကိုအပေးကျန်းနေတဲ့ AB ေးလေးဖြစ်တာကြောင့်မလို့ဒီထက်ကနေလေဥမှုရောက်ယူပြီးတော့ဗတ်ဆန်လေးတွေမြန်မြန်ဆောက်ဝေးလို့ရမှာဖြစ်ပါတယ်။ပြီးနောက်ထပ်တစ်ခုကဆိုရင်ဒီမှာနယူးဆိုရနေရာလေးပေါ့နော်။နယူးဆိုရနေရာလေးကိုနှိမ့်လိုက်ပြီးဆိုရင်ခုနအတိုင်ပဲဒီမှာအဝိုင်းလေးကလဲနေမှာဖြစ်ပါတယ်။ဒီအဝိုင်းလေးလဲတဲ့အခါဆိုရင်ကျွန်တော်တို့ကကွိုင်လေးတွေကိုအရွယ်တကူဝယ်ယူလို့ရမှာဖြစ်ပါတယ်။ဒီအဝိုင်းလေးလဲပြီးသွားတဲ့အခါမှာဆိုရင်ဒီကလေးထက်ကိုတစ်ချို့ဝယ်လိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ရရှိလာတဲ့ကွိုင်ပမာဏလေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်။ဒီကလေးကကိုလူတို့ဒီမယ်လို့ကျွန်တော်ထင်မိတယ်ပေါ့နော်။နောက်ထပ်တစ်ခုကဆိုရင်ဒီမှာ gap box ဆိုရ ေရာလေးပေါ့နော်ဒီကန်ပေါင်းဆွယ်နေရာလေးကဆွဲကျွန်တော်တို့ဒီဖုန်းထဲမှာစီတပ်ပူရေးလေးတခုကိုခံထားမှသာဒီထိုက်ကနေကျွန်တော်တို့ကဒီ passport လေးတခုပေါ့နော်ကိုအစပီယာ passport လေးကိုတစ်ချက်နှိမ့်လိုက်မယ်ဆိုရဲ့ဒီမှာကျွန်တော်တို့က AD ကြော်ညာလေးကိုကြည်ပေးရုံနဲ့ဒီထက်ကရရှိလာတဲ့ quite ပမာဏလေးတခုကန်ဆယ်လို့ရမှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်ပြန်ထွက်လိုက်မှာပေါ့နော်ဟုတ်ပြီနောက်ထပ်တခုကဆွဲဒီမှာ lucky glow ဆွဲနေရာလေးပေါ့နော်ဒီကောင်လေးကဆွဲလဲပဲကျွန်တော်တို့ဒီ VPN ခံထားမှသာဒီထက်ကနေကြော်ညာလေးတွေကြည်ပြီးတော့ပတ်စံ software လို့ရမှာဖြစ်ပါတ ဒီမှာဆိုသူပေးထားတဲ့ခဏ၃လုံးရှိတယ်ပေါ့နော်ဒီအောက်ကကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကကြုံညာတဲ့ပုံကြည်ပေးလိုက်မှဆိုရင်ဒီခဏလေးတွေကျွန်တော်တို့တူညီတဲ့အခါမှာဆိုရင်အပေါ်ကကောင်လေးတွေကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တကူကဆွဲကျွန်တော်တို့ဒီမှာ hashtag နေရာလေးပေါ့နော် hashtag ဂဲလီထက်ကိုကျွန်တော်တို့အတချစ်ဝေလိုက်မှာပေါ့နော်ဝေလိုက်ပြီးဆိုရင်ဒီမှာ hashtag လေးကိုပေါ့နော်ကျွန်တော်တို့ကဒီအောက်ကကြုံညာလေးတွေကြည်ပြီးတော့ဒီထက်ကနေ hashtag လေးတွေကိုကျွန်တော်တို့ကရင်မိုးချိုးပေးတာဒီမှာအစာကျွေးတာအစာစီတဲ့ဒီလိုလေးတွေကိုကိုလူတို့လောက်ပေးမှဆိုရင် ကွိုင်းလေးတွေလွယ်တကူစောက်ဝေလို့ရမှာဖြစ်ပါတယ်ဘူဘီခံမသားကြောင့်ညကြည်လို့ရမှာမဟုတ်လို့ဘူဘီလေးကိုတော့မဖြစ်မနေခံထားဖို့တော့လိုမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကဆွေဒီမှာဒီဂိုင်းလေးပေါ့နော်ဒီဂိုင်းလေးတစ်ခုကိုကျွန်တော်တို့တစ်ချေဝေကြည့်လိုက်ပါမယ်ဝေကြည့်လိုက်ပြီးဆွေဒီမှာသူပြထားတဲ့အတိုင်းကျွန်တော်တို့လိုက်နှိပ်ပေးလိုက်မယ်ဆိုရင်ဒီထက်ကနေကျွန်တော်တို့ possible လေးတွေရရှိလာမယ်ဒီမှာဆိုရင်ကွိုင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့ကျွန်တော်တို့ကဒီလိုက်နှိပ်ပေးရမှာပေါ့နော်နှိပ်မယ်ဆိုရင်ဘူဘီခံထားမှသာကြောင့်ညကြည့်ပြီးတော့ဒီထက်ကနေကွိုင်းလေးတွေကတ်ဆန်လို့ရမှာဖြစ်ပါတယ်တနေ့ကိုသူကဒီမှာ gas ဆွေ န်နယ်လေးပေါ့နော်သူပေးထားတဲ့ဒီမှာ message လေးတွေကိုပေးထားမှာဖြစ်ပါတယ်ကြော်ညာလေးတွေကြည်ပြီးတော့ဒီထဲကနေကျွန်တော်တို့ကသူယူမယ်ဆိုရင် quality လေးတွေရယူလို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဆွဲကျွန်တော်တို့ဒီမှာပေါ့နော်မေခေါမေးဖြေကျွန်တော်တို့လောက်လို့ရမှာဖြစ်ပါတယ်ဒီကောင်လေးထက်ကိုတစ်ချေဝေးလိုက်ပေါ့အစေပြေတဲ့မေခေါမေးဖြေလေးတွေကိုကျွန်တော်တို့ကဒီမှာမေး အလုပ်ပေးမဲ့ဆိုရင်ကွိုင်လေးတွေကရာစီလာမှာဖြစ်ပါတယ်ဂိုဒါအတုပ်ပြူတဲ့သူတွေဆိုရင်ဒါကတော့အရောက်ကိုလွယ်ကူတဲ့အရာပဲဖြစ်ပါလေဟုတ်ပြီနောက်ထပ်တကူကဆွေကျွန်တော်တို့ဒီမှာပေါ်တော့ဒီကောင်လေးကိုတစ်ချက်နှိပ်ပြလိုက်ပါโอเคဒီဒီအောက်ဆုပ်ကဂဲလေးထက်ကိုတစ်ချက်ဝေလိုက်တဲ့အခါမှာဆွေဒီမှာကျွန်တော်တို့ကတူညီတဲ့အရာလေးတွေကိုရွေးပေးရမှာဖြစ်ပါတယ်ဒီလိုရွေးပေးဖို့ဆိုရဲကိုလူတို့ကဒီကောင်လေးကိုမှန်ထားပေးရမှာဖြစ်ပါတယ်ပေါ်တော့ဒီကိုလူတို့ကဒီသူပြသူပေးထားတဲ့အရာလေးတွေကိုမှန်ထားပြီးပြီးဆိုရဲကိုလူတို့ကဒီထက်ကနေဒီ အမှတ်ကန်တဲ့အရာတွေကိုကျွန်တော်တို့ကတူညီစွာယူပေးရမှာပေါ့လို့တကယ်လို့မမှန်မိဘူးဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့ကဆက်ခွဲဆော့ရိုက်ထားပြီးတော့ဒီမှာအလွယ်တကူပြန်ယူလို့ရမှာဖြစ်ပါတယ်ဒီလိုမှတ်ကန်ပြီးဆိုကွန်လေးတွေကရရှိလာမှာဖြစ်ပြီးတော့အပေါ်ကပါစပိုးလေးပြီးသွားတဲ့အခါမှာဆိုဒီပါစပိုးလေးထဲကနေကြုံညာလေးကြည့်ပြီးတော့ကွန်လေးတွေအလွယ်တကူဝယ်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကဆိုကျွန်တော်တို့ဒီမှာ A5 flex နဲ့နေရာလေးပေါ့နော် A5 flex နဲ့နေရာလေးကိုကျွန်တော်တို့တစ်ချိန်ဝယ်လိုက်တဲ့အခါမှာဆိုကျွန်တော်တို့ရဒီမှာအေတာနီစိန်နဲ့ကုတ်ပေါ့နော်ကျွန်တော်တို့ရကိုပိုင်ကုတ်လေးကို copy ယူပြီးတော့တခြား ော် effectively လုပ်ပြီးတော့ပေါ့နော်ပတ်စံလေးတွေကို software လို့ရမှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်တို့ကပတ်စံထုံးမှန်ဆိုရဲသူကဒီပတ်စံထုံးတဲ့နေရာနဲ့နေရာပြီးသားမှာဖြစ်ပါတယ်ပထမတစ်ခုကဆိုရဲဒီမှာ gain ဆော့ပြီးတော့ရရှိလာတဲ့ဒီဒေါ်လာလေးတွေကိုကျွန်တော်တို့ကဒီ1ဒေါ်လာကနေအနေဆုံးစတဲ့ထုံးလို့ရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကဆိုရဲဒီမှာ effectively လုပ်ပြီးတော့ရရှိလာတဲ့ဒီ quality တွေကို1ဒေါ်လာကနေကျွန်တော်တို့ကစတဲ့ထုံးလို့ရမှာဖြစ်ပါတယ်ပထမတစ်ခုကိုအရေးတော်မှာပေါ့နော်ပထမတစ်ခုကဆိုရဲဒီမှာကျွန်တော်တို့ gain လေးတွေကစားမယ်သူပေးထားတဲ့ gain လေးတွေကစား ပြီးတော့ဈာစီလာလဲ꽌လေးတွေကိုဒီမှာဒေါ်လာအနေနဲ့သူကပြပေးထားမှာဖြစ်ပါလေဒီဒေါ်လာလေးတွေကကျွန်တော်တို့1ဒေါ်လာပြည်တာနဲ့ပေါ့နော်ဒီအမှ1ဒေါ်လာစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါလေဒီထဲကနေခေပေးဝေပေးသူနဲ့ပတ်ဆက်ထုတ်မဲ့ဆိုရင်ကိုလူတို့ကကျွန်တော်ဒီထူလီဒေါ်လာကနေအနေဆုံးစတဲ့ထုတ်ပေးမှာဖြစ်ပါလေ Gmail နဲ့လောကမထုတ်ပါနဲ့ပေါ့နော်ကျွန်တော်ကိုတိုက်ရိုက်ဆက်သွယ်ပြီးမှတော့ကျွန်တော်က PayPal Gmail လေးကိုပေးမဲ့ကိုလူတို့က PayPal Gmail လေးကိုထည့်ပြီးတော့ထုတ်ယူလိုက်မဲ့ဆိုရင်ကျွန်တော်ရဲ့ PayPal အကောင့်လေးထပ်ဖို့ပတ်ဆက်ဝေလာတဲ့အခါမှာဆိုရင်ကျွန်တော်ကခေပေးဝေပေးသူနဲ့ပတ်ဆက်ပြန်လည်ထုတ်ပေး ေးမှာဖြစ်ပါတယ်ကျွန်တော်ကိုတိုက်ရိုက်ဆက်သွယ်လို့ရမယ့်နီလန်လေးကိုလည်းကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒီဒီမှာဆိုရေပေါ့နော် ဒီမှာဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ kwai ပမာဏလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ရရှိလာတဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါတယ်1ဒေါ်လာထုံးမဲ့ဆိုရင်ကိုလူတို့မှာ PayPal account စီထားပို့တော့လို့ပါတယ် KP ဝပေတို့နဲ့ထုံးမဲ့ဆိုရင်3ဒေါ်လာအနည်းဆုံးကျွန်တော်ထုတ်ပေးမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဆိုကျွန်တော်တို့ invite claim လုပ်ပြီးတော့ရရှိတာတဲ့ဒီမှာ kwai လေးတွေကိုဒီအနည်းဆုံး1ဒေါ်လာကနေစတဲ့ထုတ်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကပေါ်တော့ invite claim လုပ်တဲ့သူတွေဆိုရင်ဒီမှာ1ဒေါ်လာကနေစတဲ့ထုတ်လို့ရမယ် kwai ပမာဏကဆိုရင်ဒီအားမှာသူပြပေးထားတယ်ပေါ့နော်ဒီ kwai ပမာဏအလိုက်ဒီ ပေါ်မှာရရှိလာမဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါလေ။ AFF ဖလေးလုံးလို့ရရှိလာတဲ့ဒီဒေါ်လာပမာဏလေးတူကိုလည်းပဲပေါ့နော်။တကယ်လို့ပေးပယ်ကမရှိတဲ့သူတွေဆိုရင်ကျွန်တော်3ဒေါ်လာအနည်းဆုံးစတင်ပြီးတော့ဒီထက်ကနေ KP ဝပီတို့နဲ့ပတ်စပ်ထုံးမှာဖြစ်ပါလေ။ ။ Okay ကျွန်တော်ကိုဒါရိုက်ဆက်သွယ်လို့ရမယ်နီလန်လေးကားဆွေရဲ့ဒီ Telegram Channel လေးကိုဝေခဲပေါ့နော်။ကျွန်တော်ရဲ့ Telegram Channel လေးကိုဝေပြီးတော့ကျွန်တော်စီမှာကိုလူတို့ကဒါရိုက်ခေပေးဝေပေးတို့နဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ်။ဒီထဲကနေပတ်စံထုတ်ဖို့ဆိုရင်ကျွန်တော်ပေးထားတယ်။ပြီးပတ်ဂျီမေးလ်လေးကိုထည့်ပြီးတော့ထုံးမတာကိုလူတို့ကဒီပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်။ကျွန်တော်ပေးထားတဲ့ကုန်လေးကိုလည်းမဖြစ်မနေထည့်ပြီးထောင်းမယ်ဆိုရင်ဒီထဲကနေပတ်စံထုတ်ဖို့ကျွန်တော်ကိုတည်းတရားရခိုင်တော့အမခန့်တယ်ပေါ့နော်။နောက်ထပ်ပြီးတော့မှာဆိုရင်ဒီ app လေးထဲကနေကျွန်တော်ပတ်စံထုတ်နည်းနဲ့ဒီကိုလူတို့ကိုအသေးစိတ်ခံမဲ့ ်ပြောပြပေးသွားမှာဖြစ်ပါတယ်